ကဏိညဘဝဖန်ဆင်းရှင်ကံတရားအကြောင်းကိုဟောကြားဖို့အချိန်ကြာရောက်လာပြီဖြစ်တဲ့အတွက်မြတ်စွာဘုရားကိုညီညာဖြတ်ဖြတ်နမောတတနဲ့ရှိခိုးလိုက်ကြရအောင်နမောတတဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမော တဗဂဝတအရဏတသမ္မာသမ္ဗုဒ္ဓသမ္မာတတဗဂဝတအရဏတသမ္မာသမ္ဗုဒ္ဓသအရဟတ ကိလေသာအပုခသိင်ကိငိစင်ပြု၍နတ်လူမြမတို့ဤပူဇော်အထူးကိုခံယူတော်မူထိုက်တော်သမ္မာသမ္ဗုဒ္ဓတ္တသီစီမံသမြသောသဇမချံမကျွင်းကြမေတယံဘုံညံခြေမိမိအလိုလို ကိုယ်တော်တိုင်သိမြင်လို့မှုထတော်တတဘဒောတောကဘာမြေမုံဖြံဖြံကျုံမြဖုံတကိုကြက်တည်းတီဖြူလျောင်းဝေတော်မှုထတော်ထုံမြတ်စွာဘုရားကိုမယံကျလုတော်သည်နာမောယောတိမြန်လို့လက်ဆုံးမှု၍ ရှိခိုးကတော့ကြပါဤအရှင်ဖရာသာဓုသာဓုသာဓုဒီကဘာမြေပေါ်မှာလူပေါင်းသန်းပေါင်း6000ကျော်အခုရှိနေပါတယ်အဲဒီလူသန်းပေါင်း6000နဲ့ကဘယ်လူနှစ်ယောက်ကမှတယောက်နဲ့တယောက် မတူညီကြပါဘူးအဲ့ဒါလိုလူတွေတတော်ရီအမျိုးမျိုးဖုံဖုံကွဲပြားနေအောင်ဘသူကဖန်တီးပေးထားတယ်လေခဏညဆရာတို့အဖြေရှာကြရမှာဖြစ်ပါဒီကဘာမှာတကောအကြီးဆုံးအရာဆိုတာဘယ်အရာလဲ ိတ်တယ်ဗျာမြတ်စွာဘုရားကစိတ်တိနာနိယတိလောကောစိတ်ကကဘာကိုသွမ်းမိုးတယ်တဲ့စိတ်တိနာပရိကတတိစိတ်ကအရာရာကိုဆွဲငင်နေတယ်စိတ်တတဧကတမတသဗ္ဗေဝဝသမနဝကုတိဆိုစိတ်ဆိုတဲ့တခုဒီသောတရားနောက်ကိုတဲ့အာလုံးသောတရားတွေကလိုက်ပါနေကြပါတယ် အဲဒါလိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမြတ်စွာဘုရားဟောကြားသွားတာကိုဒီနေ့အနောက်တိုင်းစိတ်ပညာရှင်တွေထောက်ခံနေကြပါတယ်။စိတ်မှာအနန္တတကူရှိတယ်။စိတ်ကဘာမဆိုဖြစ်အောင်လုပ်ပေးနိုင်တယ်။မိမိစိတ်ကတော့တကယ်ယုံကြည်စေဆိုရင်ဘာမဆိုဖြစ်လာနိုင်ပါလဲ။ချမ်းသာရမယ်လို့ကိုကတကယ်ယုံကြည်တကယ်ချမ်းသာလာမယ်။ဟာငါက ဆင်းရဲသားအမိနဲ့ပဲတသက်လုံးဖြစ်သွားတော့မှာပဲလို့စိတ်ဆွဲနေတဲ့လူတွေကလည်းပဲအဲ့ဒီအတိုင်းပဲဖြစ်သွားမှာဖြစ်ပါဒါကြောင့်လေဒီဆရာတော်ဘုရားထံကိုကြောင်ဟန်တော်ရလောင်းလျာဥအိမ်တကလာရောက်ပြီးတရားတောင်းတဲ့အခါမှာလေဒီဆရာတော်ကအမိရှိလိုက်မောင်အိမ်တကဒီကဘာလောကမှာ လူတွေအသုံးဆောင်ကြီးကြည်စံမဆန်းကြေဘူးလားအခုခါမှာတယ်လီဖုန်းတွေရုပ်မြင်သံကြားတွေကွန်ပျူတာတွေဟိုးလသဘောထိတက်သွားနိုင်တဲ့ဒုံးရင်တွေထိဖန်ဆင်းသိထားတာလူတွေနော်စွမ်းဆောင်မှုက မထက်ဘူးလားဗျာအဲဒါတော့နော်အဩဇာကောင်းတဲ့ဒီညာတွေအလုံးလူတွေဘာနဲ့ဖန်ဆင်းထားတာလဲစိတ်နဲ့ဖန်ဆင်းထားတာပါ ခဏိကဘာကိုဆွမ်းမှုနေတဲ့သိပ္ပံပညာဤပညာတွေကိုဘသူကမွေးထုတ်ပေးထားတာလေစိတ်ကမွေးထုတ်ပေးထားတာမဟုတ်ဘူးလားအဲဒီစိတ်ကဒီကဘာမြေကြီးကိုတခါလေလူပုံဆောက်မှုတွေကောင်းအောင်မြို့ကြီးပြကြီးစာပေရင်ကျင်းမှုအမှုပညာတွေတိုးထက်အောင်တစ်ဖက်ကရွတ်ဆောင်ပေးနိုင်တယ်လို့ပဲတဖက်ကတော့လူသားတွေကိုချိန်မုန်းဖို့ထွက် အနုမီဘုံဟိုက်ဒရိုဂျင်ဘုံนี่သူကထုတ်နှုတ်ပြီးနိုင်ပါတယ်ကဘာမီကြီးကိုနော်ဖြည့်စည်းနိုင်တာလည်းပဲလူတွေစိတ်ပါပဲကဲအဲ့ဒီလူတွေတီထောင်ထားတဲ့ပစ္စည်းတွေအထက်ကိုပူဆန်းကြတာကတရဝါဒီပူဆန်းကြတယ်တဲ့ဟောရှာတို့တိရိစ္ဆာန်လောကပဲချစ်လိုက်ပါ မစင်းကောင်းတွေလိပ်ပြာကောင်းတွေအယောင်အထွေအမျိုးမျိုးနဲ့လှပတိတယ်ပြီးတော့မတည်နိုင်ဘူးလားဗျာမတည်ပါတဲ့ဆွတ်တယ်ဆိုရင်လည်းမျိုးပေါင်းထောင်တောင်းချီပြီးတော့ရှိတယ်တန်သာတန်နော်တန်သာသာတွေတီချူးပြီးတော့ကဗတ်နော်လှပတိတယ်အောင်ပြောဆောင်ရွက်ပြီးနေကြအဲဒီတိရစ္ဆာန်တွေထပ်ပို့ပြီးတော့ထူးကြတာကတော့နော်ကွန်းကလူသတ္တဝါတွေ လူသံပေါင်း6000ဉာဏ်ပညာတွေအမျိုးမျိုးပုံပုံရှိအောင်ဖန်တီးပေးထားကြတယ်။ပြီးတော့တကားယုတ်ကြည်လေးရှိတဲ့ဗျမာတွေပြီးတော့ယုတ်မရှိဘူးနာမ်ကြီးလေးရှိတဲ့ဗျမာတွေယုတ်နဲ့နာမ်ရောနှမျိုးစုံရှိတဲ့ဘုံဌာနတွေအဲ့ဒါလို့အမျိုးမျိုးဖန်ဆင်းသွားပြီးတာစိတ်ပါပဲတဲ့ ဒါကြောင့်မောင်အိမ်တကစိတ်တလုံးနိုင်အောင်မောင်မင်းရှုနှိပ်ပါတဲ့စိတ်ကအနုပဒနာစိတ်ကိုသူကရှုခိုင်းပါစိတ်ကိုယ်ကသင်နိုင်မယ်ဆိုရင်တကဘာလုံးကိုသင်နိုင်ပြီလို့မှတ်ပါတဲ့မဂ္ဂဒီဝလင်္ကာမှာရေးထားပါတဲ့စိတ်ဟုမြညာဤတပါးမြတ်တရားကိုကြဆောက်စည်းကုတ်ကလူရနတ်ရွာမြန်မာနိဗ္ဗာန်ရောက်ကြောင်းမှန်နေတောင်းတန်းဆရာတော်ဥဒ္ဓမသာရ ရောက်ရရာမှာကံကံရဲ့အကျိုးတရားကိုဟောတော်မူပါတယ်။ဆရာတော်ကဆောင်းဘုတ်ကိုလုတ်ပြီးထားပါတယ်။လုတ်ပြီးနပ်ပြီးမြမပြီးကျင်လီစိတ်ကြောက်တာအပေလေးပါကြတူများမှတ်သားစိတ်ကြောက်တာကောင်းဆိုးရုပ်မြဖြစ်လာတတ်မှတ်ကြစိတ်ကြောက်တာ နိဗ္ဗာန်သာခေါင်ဒီမေတ္တာစိတ်ဆောင်ရောက်မည်သာဟောတည်လွန်ကြတဲ့အခါလူပုံနတ်ပုံ အပေလေးပုံကြီးရောက်သွားကြတာဘဒူကဖန်တီးပြလိုက်တာလေစိတ်ပါပဲတချို့ကဟိုရူပပုံအရူပပုံဆိုတဲ့ဗြဟ္မပီတိတောင်ရောက်သွားကြပါတယ် အဲ့ဒါလည်းပဲစိတ်ကပဲစွန့်ဆောင်ပြီးလိုက်တာပါပြီးတော့ဒီကဘာလောကမှာချိလိုက်တော့လေလူတွေအယုတ်အလတ်အမြအမျိုးမျိုးပွဲပြားနေတာကိုလည်းပဲစိတ်ကပဲဖန်တီးပေးထားတာပါအဲ့ဒီစိတ်ကတကယ်စွန့်ဆောင်ပြီးမယ်ဆိုရင်ဟိုးခေါင်းချာဆဲဒုက္ခတွေချုပ်ငိမ့်ပြီးတော့ဘေးအန္တရာယ်တွေကင်းရှင်းတဲ့ခေမာတောင်ကနိဗ္ဗာန်နန်းတိ ရောက်အောင်ပို့ဆောင်ပေးနိုင်ပါလေဆရာတော်ကဆောင်ဘုတ်လင်္ကာကလေးနဲ့နော်တလူအမိတ်ရှိပါတယ်အဲဒါလိုစိတ်ကဘုံဌာနတွေဘဝအမျိုးမျိုးတွေဖြစ်အောင်ဘယ်လိုဖန်တီးပေးလိုက်ကြလဲကံတတိကံဒီတစ်စိဖန်တီးပေးတာပါကံကံပြီးတော့ဆရာတော်ဘုရားဘာသာဒီမှာ ဆုံးနေချက် ဟိုဟိန္ဒူမာလေသူတို့ကအဲ့ဒီကံနဲ့နာမည်ကျူတဲ့ဝေါဟာရရှိတယ်သူတို့ကကာရမလို့တော့ခေါ်တယ်ဆရာတို့ကတော့ပါဠိလိုကမ္မအတိပ္ပယ်ကအလုံးတဲ့အလုံးဆိုတာအကြောင်းတရားအကြောင်းတရားတိုင်းမှာစီလျော်တဲ့အကျိုးတရားတွေရှိတယ်ဒါကြောင့်ကောင်းတာလို့ရင်ကောင်းကျိုးရတယ်မကောင်းတာလို့ရင်မကောင်းကျိုးရတယ်ဆိုတာလူလောကမှာမထင်ရှားဘူးလား နော်ထင်ရှားပါတယ်ဗျာကဲအဲဒီကံကံလို့ပြောတဲ့အလုတ်ကမြတ်စွာဘုရားကသုံးမျိုးရှိတယ်တဲ့ကိုကာယနဲ့လုတ်တဲ့အလုတ်ကိုကာယကံနှုတ်နဲ့ပြောဆိုပြီးတော့လုတ်တဲ့အလုတ်ကိုတော့ဝစီကံစိတ်နဲ့ကြံသွေးပြီးတော့လုတ်တာကိုတော့မနောကံလို့ခေါ်ပါတယ်ကဲအဲဒီကံသုံးမျိုးနဲ့မနောကံကို စိတ်နဲ့ဓာတ်ရိုက်လုပ်ပါလေဟောကာယကံဝစီကံကိုလည်းပဲ စိတ်ကပဲလုတ်သေးတာတဲ့ဗျာဘာဖြစ်လို့တော့ဟောဆရာတို့ရဲ့ကိုယ်လက်ကနော်စိတ်ကမလှုပ်ရှားပြီးဘူးဆိုရင်လှုပ်ရှားလို့မရပါဘူးတဲ့ဗျာနော်အခုဆရာနှုတ်နော်နှုတ်နဲ့ဆရာကတရားဟောနေတယ်ဆိုတဲ့ဟာကလည်းပဲစိတ်ကပဲနှုတ်ကိုလှုပ်ပြီးတော့အ딴ထွက်အောင်လုပ်ပြတာလေဗျာ တလို့ဆိုရင်ကာယကံဝစီကံဒီကိုလည်းကိုစိတ်ကပဲလုတ်တယ်လို့ဖခါကအမိတ်ရှိတာမမှန်ဘူးလားဗျာကဲတို့များစော်ဗျာကအရင်မြက်ကိုလိုက်တာနော်အဲဒီအလုတ်တခုဖြစ်သွားတဲ့နေရာမှာဘယ်လိုဒီစိတ်ကအလုတ်လုတ်ပြီးဖြစ်သွားတာလဲဟောဆရာတို့ဘာမှပြီးတယ်ဗျာနဖူးမှာခြင်ကြိုက်လို့နာတဲ့ခါကြတော့ဆရာတို့ပြုံးနေသလားမဲ့သွားသလားဗျာမဲ့ အေးလူကကိုယ်ကိုသိချစ်တဲ့ခါကျတော့ကိုနာ